အားလုံးမင်္ဂလာပါကိုလင်းလေး YouTube channel မှာကြိုဆိုပါရစေကိုလင်းရဲ့ YouTube channel ကိုလည်း like ပေးခြင်း share ပေးခြင်း comment ရေးခြင်း subscribe လုပ်ပေးခြင်းဖြင့်ကူညီပေးကြပါအောင်လို့မေတ္တာရက်ခံပါတယ်ဒီဘက်မှာတော့ဗီဒီယိုတွေပြခြင်းတယ်ဗျာဒါပေမဲ့အဲအဲ့ဒီရုပ်ကတော့ကြည့်လို့မကြည့်ချင်တာအာဟုတုတွေများဒါပေမဲ့ကြည့်ရကြည့်အောင်မယ်နည်းနည်းကျွန်တော်ရဲ့ကိုလင်းရဲ့ကိုလင်းမသိနေလို့ပါနည်းနည်းတော့မေးမယ်ဒီမေးခွန်းလေးတွေလည်း ဖြစ်နိုင်လို့ရှိရင်ဒီ video file လေးနည်းနည်းဝိုင်းပြီးတော့ share ပေးကြပါဗျာเนาะဆိုတော့လာ video file လေးတို့ကြည့်အောင်မင်္ဂလာပါခင်ဗျာကျွန်တော်နိုင်ငံဟာငါနဲ့မတူငါရမှုဆိုရဲအတ္တနိုင်ငံရေးသမားတွေတွေးခေါ်ကြအောင်အကြံပေးမှုပြိပတ်ကတွေရှားမှာလူသားအလုံးရဲ့အနာဂတ်တွေညှို့မှန်းချက်တွေတောက်လန့်တုံ့လုပ်မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်နေပြီဖြစ်ပါတယ်နေယောငါနဲ့မတူ ငါရန်သူဆိုတဲ့စကားကိုဘဒူကဘဒူကိုပြောရမှာဟင်ဘဒူကဘဒူကိုပြောရမှာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုအတင်ချင်းရှုံးခဲ့လို့ဒီစကားကိုပြောရတာမဲချန်ခိုင်ဖွံ့ဖြိုးရေးပါတီဘလို့စဖြစ်ခဲ့တာ လူလူကိုမလိမ့်တပတ်လို့1993ခုနှစ်မှာမလိမ့်တပတ်လို့ပြီးတော့ကြံ့ကြံ့ဖွံ့ဖြိုးရေးအသင်းတာရေးနာရေးကုညီရေးအသင်းလို့လို့ဘာလို့လို့ညာလုံးလုံးနဲ့ပထမဆုံးခြိကိုယူတာပါတယ်နိုင်ငံနဲ့အဝမ်းမှာရှိတဲ့ဈေးနာနီနီမြေွက်တွေကိုယူ ပြည်တော်စုချက်ခိုင်ရင်လည်းဖွံ့ဖြိုးရေးအသင်းရုံးဆိုပြီးတော့လိုက်ဆောက်တိုင်းနဲ့ပြည်နယ်မှာအများကြီးညိုတစ်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ကြီးမားတယ်ပြည်တော်စုချက်ခိုင်ရင်လည်းဖွံ့ဖြိုးရေးအသင်းရုံးဆိုပြီးတော့လုံးဝတရားမဝင်ဘဲနဲ့မြေလို့မြေရိုင်းရအစမြေကြီးကျူးကျော်ပြီးတော့မှုပေါင်းရာကျော်ရှိပြည်တော်စုချက်ခိုင်ရင်လည်းဖွံ့ဖြိုးရေးအသင်း ဘလို့ကပြောမရလို့လက်လွတ်လိုက်ကြတဲ့ယုံမောင်များစွာရှိတယ်။စက်ကရင်နဲ့ဖွံ့ဖြိုးရေးအသင်းရနေပြီးတော့ပါတီအဖြစ်မလိမ့်တပတ်နဲ့ဖာကျပြီးတော့စစ်တပ်ရဲ့ကြိုးကန်မှုစစ်တပ်ထဲကဘောင်းမီချွတ်ပြီးတော့ရောက်လာမှုတရှိနေမှုတွေကိုဘယ်ကိစ္စနဲ့ညင်းပါလဲ။စကလုံးနေအတွင်တွင်တော့ ချရေးရတဲ့စာအုပ်တော်ဖြောင်းတန်းအောင်မဖတ်ဘဲနဲ့ပြည်တော်စုစက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကပြည်သူကိုဘာဘလို့စိတ်စေတနာထားခဲ့တာလဲဘယ်တော့ကကောင်းကျိုးဆောင်ရွက်ခဲ့ဘူးလားကောင်းကျိုးဆောင်ရွက်ခဲ့ဘူးလားရှိရင်ပြမင်းတို့အိတ်ထဲကိုပြည်တော်စုစက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းခေါင်းဆောင်တွေရဲ့အိတ်ထဲကိုမထည့်ဘဲနဲ့မင်းတို့အိတ်ထဲကနေထုတ်ပြီးတော့နိုင်ငံကောင်းစားရေးအတွက်ဘယ်ချိန်လုံးကဘယ်ဆောင်ရွက်ချက်မျိုး ရှိခဲ့ဘူးလေပြောင်းရှိလို့ရှင်သိကြလို့အစိုးရကလည်းဖြစ်ခဲ့ဘူးလေဆိုတဲ့စကားမင်းခဏခဏပြောတယ်ခင်ကြီးမင်းတို့အစိုးရဖြစ်ခဲ့တယ်ဆိုတာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲဝင်မပြိုင်ခင်တုန်းမင်းတို့တကူးလေးပြန်ခဲ့တုန်းကအစိုးရဖြစ်တာပြည်သူလူထုကထောက်ခံလို့အစိုးရဖြစ်တာမဟုတ်ဘူးအဲ့ဒါကိုသိတာ ပြည်သူလူထုကမြို့သားလူမှုစီပွဲချုပ်မပါခဲ့လို့မင်းတို့နှစ်ရောက်၁၀ရွေးကောက်ပွဲမှာမင်းတို့နိုင်ပြီးတော့အစိုးရဖြစ်ခဲ့တာမင်းတို့အစိုးရဖြစ်နေတဲ့အချိန်44နေရာလွတ်နေတဲ့အချိန်မှာမြို့သားဒီမိုကရေစီပွဲချုပ်က44နေရာမှာဝင်ပြိုင်တာ43နေရာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရရှိခဲ့တယ်ဆိုတော့မင်းသိလားအဲ့ကျရင်မင်းတို့အစိုးရဖြစ်နေတဲ့အချိန် ြည်သူကမင်းတို့ကိုဘယ်လောက်ယွန်နေလဲဆိုတာမင်းတို့သိတဲ့တယ်။ဘာလို့စကကြီးစကကြဲကြဲဒီနေ့လျှောက်ပြောတယ်။လာပါအောင်ထပ်ပြောဦး။နာမည်တော့စငါ့ကနေဒီဇမန်ဆက်ရှိရနေမှာ။ဂျင်းပါမဲ့ယူကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုဆုံးသတ်ပေးနိုင်တယ်ပြောရတယ်။ကျွန်တော်အခိုင်အမာမဆောက်ဘူး။ဟေး။2025ဒီဇင်ဘာ28 ရဲ့ကြမှာကျင်းပမဲ့ရွေးကောက်ပွဲရအဲ့ဒီအခုလက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကိုပြင်းနေမှာဘယ်ပလန်နဲ့လဲဘယ်ပလန်နဲ့လဲမင်းတို့လုံလုံပြီးတော့ပြည်သူကိုတုံနေတာနှစ်ပေါင်းများစွာဖြစ်ခဲ့ပြီဘယ်ပလန်နဲ့ဘယ်ခံယူချက်နဲ့ဘယ်စုံဖြတ်ချက်နဲ့ဘယ်ရည်တည်ချက်နဲ့လဲဘယ်လိုဥဆောင်မှာ 2025ရွေးကောက်ပွဲ ဖြစ်ခဲ့အောင်ပြည်သူမင်းတို့ဘာအာမခံပေးနိုင်ဟမ်2025ရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတဖို့အတွက်မင်းကိုယ်တိုင်ကလွတ်လပ်နေလားခင်ဗျမင်းတို့ပြည်တော်စုကြံ့ခိုင်ရင်တဲ့ဖွံ့ဖြိုး USTB ကိုယ်တိုင်လွတ်လပ်နေလားမျှတနေလားဟမ်ဖြစ်ရဲ့လား မင်းတို့ပြည်တော်စုချဟိုင်းရင်းနဲ့ဖွံ့ဖြိုးရေးအသင်းရဲ့ပါတီဝင်တွေကိုယ်တိုင်လွတ်လပ်နေတာမျှတနေတာတရားဥပဒေစုံမုံမှုတွေရှိနေတာ2025ရွေးကောက်ပွဲကိုအသွင်သွင်းအော်နေပေမဲ့မင်းတို့ပြည်တော်စုချဟိုင်းရင်းနဲ့ဖွံ့ဖြိုးရေးအသင်းရဲ့ပုံကိုယ်တွေဘယ်နှယောက်များကိုယ်စားလဲလောင်းဖြစ်တယ်သူ့အတူစီမံမိသားရင်းချင်းကတော့ ချန်ဟိုင်ကပါတီစစ်တပ်ကစစ်တပ်စစ်တပ်ချန်ဟိုင်ပါတီအခုကပါတီစစ်တပ်မင်းတို့ကိုယ်တိုင်ဘာလုပ်ပိုင်ခွင့်ရှိတယ်ဘာပြောပိုင်ခွင့်ရှိတယ်မင်းတို့အမတ်ယူချက်ခွင့်တော့မရှိဘူးမင်းတို့ချန်ဟိုင်နဲ့ဖွံ့ဖြိုးရေးအသင်းကပါတီဝင်တွေကအစမင်းတို့မျိုးနယ်ကအမတ်တွေမင်းတို့ယူချက်ခွင့်ရှိလားဟမ် မင်းတို့ပါတီကလူပုံကိုယ်တွေမင်းတို့ပုံကိုယ်တွေမင်းတို့မျိုးနွယ်တွေရဲ့အကြောင်းကိုသိတဲ့လူတွေကိုယ့်အကိုကိုယ်စလေတောင်ရွေးချယ်ခွင့်ရှိတို့လား2025ရွေးကောက်ပွဲပြီးတာနဲ့ဒီပြည့်ပြည့်နေတဲ့ပဋိပက္ခတွေအားလုံးအဆင်ပြေအောင်ပဲဘယ်နီးလန်းနဲ့အဆင်ပြေမှာတော့စစ်တပ်ကမင်းကဘယ်နီးလန်းနဲ့ဖြောင်းပြမှာတော့ပြည်သူကိုဘယ်နီးလန်းနဲ့ဖြောင်းပြမှာတော့ဘယ်လိုနီးလန်းနဲ့လဲ ငါထင်တာမမအောင်ဆိုလို့ရှိရင်ပြည်သူကြုံလုံးလုံးဖြစ်ကြမယ်စစ်တပ်ကလုံးဝအလုံးစုံစစ်တပ်ကိုပြန်မပြောရတော့ပြန်ပြီးတော့ complaint တက်ခွင့်မရတော့ပြန်ပြီးတော့တက်ခွင့်မ complaint တက်ခွင့်မရတော့အားလုံးအားလုံးဘာမှမရတော့အခြေအနေကနေပြီးတော့ အခြေအနေကိုရောက်စစ်တပ်ကအလုံးစုံအုပ်ချုပ်မယ်ပြည်သူကစစ်တပ်မလိုအပ်တာအားလုံးမလိုရလွတ်လပ်ခွင့်မရှိတရားမျှတမှုမရှိဥပဒေစိုးမိုးမှုမရှိလူခွင့်ရမရှိတရားမျှတမှုမရှိလွတ်လပ်မှုမရှိ မရှိမရှိငွေလည်းမရှိစားစရာလည်းမရှိတောက်စရာမရှိမီးမရှိ ရေမရှိ ွားเสียမရှိလာเสียမရှိအကုန်လုံးမရှိကြာရင်အသက်တွေပါမရှိတဲ့ဘဝမျိုးရောက်အောင်ပို့နေတာဟုတ်တယ်မလားအဲ့လိုပြောချင်တာမလားလာပါထွက်နာတော့လိုက်တိုင်းပြည်တည်ငြိမ်ဖို့တိုင်းဝါပြောဖို့လာလို့နဲ့လူငယ်လူငယ်ရဲ့အနာဂတ်တွေစပါစီဖို့တာဝန်တိဆောက်ဖို့ဒါတွေပဲဖြစ်ပါအရှုံးတွေနေအချိုးပေးနေရမှာကျွန်တော်တို့ဆက်တန်းရရဲ့ဘဝပြင်ဖြစ်ထားဆောင်ရတဲ့ တောင်းတရားတွေအတွေ့အကြုံစစ်စစ်မှတ်ချက်လေးလာနေတဲ့ပညာရှင်တွေနဲ့ဖြစ်ဆိုဆွေးနွေးချက်တွေအားဒီပြဿနာတွေကျွန်တော်တို့ကောင်းစွာအင်ဗက်ကေးရှင်းပြနေတယ်ခိုင်မာတဲ့စီမံချက်တွေကျွန်တော်မှရှိပါတယ်နေပါအောင်မေးပါအောင်မယ်လူငယ်တွေရဲ့ဘဝဖွံ့ဖြိုးတိုးတက်ဖို့အဒီဖြစ်ပျက်နေတဲ့အခက်အခဲတွေကိုဖြေရှင်းဖို့ပညာရှင်တွေနဲ့ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နေတာနားထောင်ကောင်းရုံတသက်ပဲမဟုတ်ဘူးဆိုတာ ်ရှိတယ်ပလန်တွေရှိတယ်ဆိုတော့ရှိတာတွေကစာအုပ်ထဲမှာပဲခြာရင်းပြီးတော့ရှိနေတာပြည်တော်စုကြားရတဲ့ဖွံ့ဖြိုးရေးတင်ပြည်သူ့ဘော်ကိုတကယ်မျက်နှာမူတယ်ဆိုလို့ရှိရင်နှစ်ချက်တောင်းဆိုပါမြန်မာပြည်တွင်းကရှိတဲ့ပြည်သူတွေလွတ်လပ်စွာပြောဆိုခွင့်ရှိမလားမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့လှုပ်ဆောင်ချက်တွေကိုပေါ်ပေါ်တင်တင် မို့ချိုးမြစ်ဖြိုးဝေဖန်တဲ့စကဝိုင်းမျိုးခွင့်လွတ်နိုင်မလားပေးလို့မလားလွတ်လပ်စွာသဘောသားကွဲခွင့်ပေးမလားလွတ်လပ်စွာပြောဆိုခွင့်ပေးမလားလူတယောက်ရဲ့အခြေခံလွတ်လပ်ခွင့်နေပေးမလားနောက်တစ်ခုလူငယ်တွေရဲ့အနာဂတ် အများကြီးမပြောပါနဲ့ဖင်ကောင်းလေးရမ်းမကျပါနဲ့ခင်ကြီးလူငယ်တွေရဲ့အနာဂတ်တာယာလပပွားဖို့ဘာညာဆိုတဲ့စကလုံးလှလှလေးတွေလာမတုံနဲ့စကလုံးလှလှလေးတွေနဲ့လာမချုံနဲ့ခင်ကြီးလူငယ်တွေရဲ့အနာဂတ်နိုင်ငံရဲ့အနာဂတ်ကိုတကယ်မင်းစိတ်ထဲမှာရှိတယ်ဆိုလို့ချင်းအခုပေါ်တာဆွဲပြီးတော့ရှစ်ထွက်ပြီးတော့လူသားတိုင်းအဖြစ်အသုံးပြုနေတာကိုချက်ချင်းရက်ခိုင်လိုက် ွာတာဆိုရယ်ဈေးကွက်တစ်ခုလို့ဖြစ်နေတဲ့အခြေအနေတွေကိုမင်းချက်ချင်းဆုံးသက်ပေးကြည့်လိုက်လေတတိရှင်လုပ်ပေးကြည့်လိုက်လေပေါ်တာဆွဲနေတဲ့ဈေးကွက်ကိုမင်းမမမမရက်ပြီးတော့ပြည်သူရဲ့ရှေ့ကနေကာဝယ်ပေးကြည့်လိုက်လေလူငယ်တွေရဲ့အနာဂတ်အခုအသက်ခံနေရတာမဟုတ်ဘူးနိုင်ငံရဲ့အနာဂတ်ကိုမင်းနဲ့စစ်တပ်နဲ့ပေါင်းပြီးတော့ရိုက်ချိုးနေတာ နိုင်ငံကိုကျွန်ဆက်မရရအောင်တွင်းနေတာမင်းမာတရားခံထဲမှာပါတယ်နောက်ကောင်ကောင်တက်တဲ့ဆောင်မတွေလို့အလွင်ကျွတ်တယ်ရမယ်စားတကယ်ကိုအရေးရှိတယ်ရလာကောင်းပြီပေါ်ထွက်လာတယ်အတူဒီရလာတွေကိုချိန်ကပ်တတ်ချက်တိုင်းဖရင်တမချုပ်တယ်တမပြီးတက်တည်ပြနိုင်လို့ကျွန်တော်တို့အစီအစဉ်ရှိပါတယ်နေရောခင်ဗျား နိုင်ငံအတွက်စေတနာရှိတယ်မှာဟုတ်လားခမရရွေးကောက်ခံဖို့အတွက်မဲဆွယ်နေတာဒီသူ့အတွက်ဘာလုပ်မယ်ဆိုတာကိုချပြတာမရှိဘူးဒါပေမဲ့ကောင်းအောင်လုပ်မယ်ဘယ်လိုကောင်းအောင်လုပ်လာမယ်ဆိုတဲ့ time frame ဆိုတဲ့စကလုံးလောက်နဲ့စကလုံးလှလှလေးနဲ့လာမချုံနဲ့ခင်ကြီးလာမချုံနဲ့ချုပ်တာတွေအများများနေပြီ မတိုင်းဖရိတ်နေမလုံနဲ့လေအခုတလောက်ရေးကြီးနေတဲ့နိုင်ငံမှာမီးဟုံးတောက်နေတယ်ပြည်တော်စုချက်ခိုင်းရင်လည်းဖွံ့ဖြိုးရေးပါတီကဘယ်အရေးကိစ္စတွေမှများဆောင်ရွက်ခဲ့တာပါခဲ့ဘူးလေပြပါအောင်တစ်ချက်လားဘယ်တစ်ချက်လောက်ပြပါအောင်ဘယ်စာသင်ကျောင်းကိုဘုံကျဲခဲ့တဲ့အတွက်ပြည်တော်စုချက်ခိုင်းရင်လည်းဖွံ့ဖြိုးရေးအသင်းကနေပြောခဲ့တယ်ဆိုတဲ့ statement လေးတစ်ခုလောက်ကြားချင်လို့ ဘေရွာကဘဒုကိုတော့ပေါ်တာဆွဲသွားတယ်အဲ့ဒါကမတရားဘူးဆိုတဲ့ကိစ္စဇေကွက်ကြေရအုပ်ချုပ်မှုတွေပေါ်တာဆွဲတာကိုဇေကွက်တခုလိုလုံးနေတယ်ဆိုတဲ့ကိစ္စစံစည်းစီစည်းကုန်စည်နှုန်းဒေါ်လာစည်းမီးမလာတဲ့ကိစ္စပဲလို့ကြည့် ။နှုတ်ကြည့်ပါဦး။ငါကရတော့မှလုံမယ်ဆိုတာမဲပဲဆွဲနေတယ်။ဒါတွေကလုံးခဲ့တာကြာပြီ။နောက်30တွေကစောင်းရဲရိုးနေပြီ။အကွက်အစ်စ်လေးပါလေပြောင်းသွားခင်းညာ။အကွက်အစ်စ်လေးပါလေပြောင်းတို့မှာဒီလမ်းနေနေကိုတော့တဲ့ဖန်နိုင်ဖို့ရင်းချင်းရှိတဲ့လူပုဂ္ဂိုလ်အပြစ်ပါရှိပါ။အဲ့ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေအထောက်အပံ့ပေးရတယ်။အခိုင်အမာရှိနေပါတယ်။အတင်းနဲ့ရှိကြပါတယ်။ကျွန်တော်တို့ဒါတွေအားလုံးတွေ့ ျွန်တော်ပါတီကပြင်ဆင်ဆောင်ရွက်မှုတွေဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ပဲပြောပြစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစင်စင်တွေကိုဆောင်ရွက်ဖို့အတွေ့အကြုံရှိတဲ့လူတွေလုံငန်းဆောင်တာတွေရှိနေပြီးသားကြွန့်ကျင်ပြီးသားလူတွေရှိနေပြီးသားလို့ဆိုတော့သွားတတိယရတယ်2015ခုနှစ်မတ်လမှာ တိမ့်စိအာနာလွှဲပေးပြီးသွားနောက်မကြခင်မှာပဲ0ဘတ်ဂျက်တွေကိုတွေ့ရတယ်တိုင်းနဲ့ပြည်နယ်စကိုင်းမကွေးအေယာဝတီပဲခူးစိုင်0ဘတ်ဂျက်ကင်းရဲနော်မှာပဲ0ပဲထားခဲ့တာလေနော်ဖွံ့ဖြိုးရန်ကုန်ငွေတွေကို0ပဲထားခဲ့တာတော့အဒီဗီတီပဲရှိဘူးတော့ အဲ့ဒါတွေကိုမျိုးသားဒီမိုကရေစီဘွဲချုပ်ကနေပြန်တောင်းရတယ်သိန်း9000တိန်း9000သိန်း3000စသဖြင့်စသဖြင့်အဲ့ဒီလိုကျွမ်းကျင်တဲ့ပုံကိုယ်တွေလားဟမ်နိုင်ငံရဲ့တယံဇာတတွေကိုအိတ်ထဲကိုခွဲဝေထည့်တဲ့ကျွမ်းကျင်တဲ့တယံဇာတကိုခွဲဝေပြီးတော့အိတ်ထဲထည့်တဲ့ကျွမ်းကျင်တဲ့ဝန်ထမ်းတွေလားရာရှိတွေလားညွှန်ချုပ်တွေလားအဲ့ဒါတွေကပညာရှိတွေလား မခိုးမဖွက်ဘဲနဲ့ပြည်သူကိုမျက်နှာမူပြီးတော့လှုပ်ဆောင်ချက်လေးတစ်ခုလောက်များရှိရင်ပြပေးပါဒါပေမဲ့ဒီစကားတွေကလုံးဝမပြောချင်ပါဘူးပြောလေလှုပ်တော်မှာမဟုတ်တာဘယ်တော့မှလည်းလှုပ်ခဲ့လဲမလှုပ်ခဲ့ပါဘူးရှေ့ဆောင်လည်းလှုပ်ဖို့လည်းအစီအစဉ်မရှိပါဘူးလှုပ်လည်းလှုပ်မှာမဟုတ်ပါဘူးမလှုပ်မှန်းလည်းသိတယ်ဒါပေမဲ့နာကြမင်းကက်လွန်းတော့ဝင်ပြောတာ ပြည်တော်စုကြံ့ခန့်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းအားပြည်သူအပေါ်ကိုဘယ်စေတနာနဲ့ဘာလုပ်ဘူးလဲတနိုင်ငံလုံးမင်းတို့စေတနာဆိုတာမင်းတို့အိတ်သေးကိုပတ်စံထဲဖို့အတွက်အကြောင်းပြစင်ပြီးတော့မှီပြီးတော့ကြံစုပ်တဲ့ကောင်တွေကြီးပဲတော့ပြည်တော်စုကြံ့ခန့်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းဥက္ကရာကြီးကတော့သူကိုယ်တိုင်ရှေ့ထွက်ပြီးတော့လိန်နေပါပြီ ကောင်းလို့ရာရာစကားလုံးတွေရွေးချယ်ပြီးတော့ထွက်ပြီးတော့ပြောပြနေပါပြီလှုပ်ဆောင်ချမ်းနဲ့လုံဆောင်နိုင်စွမ်းလှုပ်ဆောင်မှုကတော့ဘာတစ်ခုမှမရှိဘဲနဲ့0ဘတ်ဂျက်နဲ့နိုင်ငံတော်ကိုထားခဲ့ဖို့ဆိုတဲ့အတွေ့အကြုံတွေအကြောင်းကိုရှင်းပြခဲ့ကြောင်းကျွန်တော်ဖောက်တဲ့ချမေကွန်မေးရင်းနဲ့ညီကုန်းချုပ်ပါတယ်ကိုလင်းလေး YouTube channel ကိုလည်းအားပေးကြပါဦးကိုလင်း YouTube channel ကနေပြီးတော့ like subscribe share ပေးခြင်းဖြင့်ကူညီပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါရေတော့အောင်ကိုအောင်အောင်ပါဗျာ